ဒီလိုနဲ့ပဲလမ်းလမ်းမျောစိန်ဟာ16ရာစုနဲ့19ရာစုတွေမှာနှိမ့်ဆက်ညှိမ့်ညင်းတွေအကျဉ်းချခြင်းတွေမှာနာမည်ကြီးလာခဲ့တယ်။နေဆက်ညမင်းကြီးတွေကိုလည်းအမျိုးစုံပြုလုပ်ခဲ့ကြတယ်ကွာဥပမာတတဲခွန်ခွာရာတို့ဘာလို့ပေါ့နော်အဲ့ဒီနေဆက်မှုတွေရဲ့ဌာညာစိတ်ကုသခွင့်ရခဲ့တာတမိုင်းတစ်လျှောက်မှာ48ခုပဲရှိခဲ့တယ်လို့မှတ်တမ်းတွေအများသိရပါတယ်အကျော်ကြားဆုံးတစ်ဖက်ကွက်မြတ်မှုတွေရဲ့အကြောင်းပြပြပါမယ်အဲ့ဒီဟာတွေကတော့မိဖုရား၃ဦးခေါင်းဖြတ်တတ်ခံရတာဖြစ်ပါတယ် အူဆုံးတစ်ယောက်ကတော့ Media and Bolin ဖြစ်ပါတယ်။သူက King Henry VIII ရဲ့ဒုတိယမြောက်ဇနီးပါ။ and bowling ဆိုတာကတမိုင်းအင်္ဂလန်ရဲ့တမိုင်းနဲ့မှာအလွန်နာမည်ကြီးတဲ့သူပါသူရဲ့ဘဝလေးတမိုင်းအပြောင်းလဲတစ်ခုဖြစ်စေခဲ့ပြီးတော့ Tower of London ရဲ့အကောင်းဆုံးတရေပုံမြင်တွေရတပုတ်ဖြစ်ခဲ့ပါတယ် and bowling ကို1900တခုနဲ့1900ခုနဲ့အဲအဲ့လိုမျိုးနှစ်တင်မှာမဖြစ်ခဲ့တဲ့တတိချာချာတော့မှတ်တမ်းနေမရှိခဲ့ပါဘူး ူ့ရဲ့အဖိုးကအင်္ဂလန်နိုင်ငံမှာဩဇာအရှိဆုံးအမျိုးသားတဦးလို့လည်းဆိုပါတယ်။အဲ